နေပြည်တော်ကိုမြို့တော်ပြည့်ရှိစေခြင်းလားမရှိစေခြင်းဘူးလားချက်ပြေးနေပြည်တော်နေပူတော်မင်းတို့ဆံရနေပြည်တော်စစ်တပ်ရဲ့ရှုပ်ဝဲဥမင်လိုင်ကောင်းတွေရှိတဲ့မြို့ တန်ရုံးနေမရှိတဲ့တခုတည်းသောကဘာပေါ်ကမြို့တော်ခရိုနီတွေစောက်ပေးခဲ့ရတဲ့မြို့ထားပါတော့နာမည်ပေးရမယ်ဆိုရင်ဆုံးမှာမဟုတ်တော့ဘူးကျွန်တော်အနေနဲ့တလုံးနဲ့ပြောရမယ်ဆိုရင်တော့အာနာရှင်ကြီးရဲ့မြို့အာနာရှင်မြို့ဒါပါပဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံကြီးအပြောင်းလဲအတက်အကျတွေကိုနားလည်ဖို့ဆိုရင်နေပြည်တော်ရဲ့နိုင်ငံကြီးဖြစ်စဉ်တွေကိုသိဖို့လိုပါတယ်ဒါကြောင့်ဒီနေ့ပြောမယ့်အကြောင်းအရာအနေနဲ့ဒါကိုရွေးထားတာပါ ရန်ကုန်ကနေ2005ခုနှစ်စပြောင်းခဲ့ကတည်းကပြီးခဲ့တဲ့နှစ်20အတောအတွင်းမှာနေပြည်တော်ရဲ့နိုင်ငံရေးပြောင်းလဲမှုတွေကိုတခြားလေ့လာကြည့်မယ်ဆိုရင်အဆင့်5ဆင့်တွေ့ရပါမယ်။ဒါတွေကတော့တိဆောက်ပြောင်းလဲတိုးတက်ဆုပ်ယုပ်ပျက်စီးလို့ပြောရမှာပါ။ဒီအဆင့်5ဆင့်ပြီးရင်တော့နေပြည်တော်စစ်ဘိုလ်ချုပ်တွေဇသိမ်းတဲ့နေရာဖြစ်လာမလားပေါ့လေ။ပထမဆုံးနေပြည်တော်ဘလို့တည်တည်တဲ့တာလဲ။ နေပြည်တော်တတိတဲတာကတော့အာနာရှင်စစ်ကောင်းဆောင်ဘုဂျုံမူကြီးတန်းရွှေပါပဲအာနာရှင်တဲခဲ့တဲ့မြို့ဆိုတော့ပြည်သူတွေအတွက်တိုင်းပြည်အတွက်မဟုတ်တာသိကြပါတယ်သူတို့အတွက်သူတို့တိဆောက်ခဲ့တဲ့မြို့ပါနာမည်ကလည်းနေပြည်တော်ဆိုတော့ဘရင်တွေမင်းတွေနေတဲ့နေရာပေါ့တိတဲ့အတိုင်းဘုဂျုံတွေကလည်းသူတို့ကိုသူတို့ဘရင်တွေမင်းတွေလို့ထင်နေကြတာကြွက်ဖြစ်မယ်ဆိုရင်တော့ကြွက်မင်းပေါ့ဗျာနောက်ပြီးတိုင်းပြည်ကိုအတိမီပဲပဲခိုးချောင်ခိုးပဲနဲ့တိဆောက်ခဲ့တဲ့နေပြည်တော်ပါဒါဆို ဘာကြောင့်နေပြည်တော်ကိုပြောင်းခဲ့တာလဲကြောင်းကိုပြောင်းခဲ့တာပါစစ်ဘိုလ်ချုပ်တွေကတော့ရန်ကုန်ကဝင်ပေါက်ထပ်ပေါက်တွေများပြီးလုံခြုံရေးနဲ့အုပ်ချုပ်ရေးပိုင်းအဆင်မပြေဘူးလို့ဆိုပါတယ်ဒါပေမဲ့ပြည်တွင်းပြည်ပသုံးသက်သူအများစုကတော့ပြည်ပကလာရောက်တိုက်မှာဆိုလို့နေပြည်တော်ကိုပြောင်းတယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အဲ့ဒီအချိန်ကအမေရိကန်ပေါ့တိုင်းရင်းသားတွေပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေဇက်တိုက်ကျူးလွန်ပြီးအတိုက်အခံဒီမိုကရေစီရေလှုပ်ရှားသူတွေကိုဖိနှိပ်ထောင်ချမှုတွေလုပ်နေတာကြောင့် မရိကန်သမ္မတဂျော့ဂျ်ဝီဘုရှ်နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့ကွန်ဒိုလီဇာရိုက်စ်ကမြန်မာနိုင်ငံကို outpost of tyranny မင်းဆိုမင်းညစ်တိုင်းပြည်စင်းတွေကိုထည့်ခဲ့ပါတယ်။အဲ့ဒီစင်းတွေမှာကမ္ဘာအာဏာရှင်နိုင်ငံတွေဖြစ်တဲ့မြောက်ကိုရီးယား၊ကျူဘာ၊အီရန်၊ဇင်ဘာဘွေနဲ့ဘယ်လာရုစ်တို့ပါပါတယ်။ဒါကြောင့်လဲဘူတန်ရွှေအနေနဲ့ပင်လယ်ဝင်ပေါက်ရှိတဲ့ရန်ကုန်ကနေကုန်းတွင်ပိုင်းတောတောင်တွေကြားမှာရှိတဲ့ကြက်ပြေးကိုရွှေ့ပြီးရွေးခဲ့တာပါ။ ဒါကတော့နေပြီးတော့တရေတီဖြစ်ပေါ်လာပုံပါပဲအဲ့ဒီပြောင်းတဲ့အချိန်မှာလဲအဲ့ဒီအချိန်ကဘိုးချုပ်မွေးဤတန်းရွှေကငါတို့တော့နေပြီးတော့ပြောင်းပြီကွာမင်းတို့တော်သားတွေရန်ကုန်မှာနေရခဲ့ကြတော့လို့သူ့ရဲ့ဘိုးချုပ်တီကိုပြောခဲ့ပါတယ်2017မှာတော့နေပြီးတော့စတင် ပြောင်းလဲခဲ့ပါတယ်စစ်တဲ့အတွက်နိုင်ငံရေးပြင်ဆင်မှုတွေအားလုံးပြည့်တဲ့အချိန်လို့ပြောရမှာပါတက်ကရေးဆက်တဲ့2008ဖွဲ့စည်းပုံကလည်းပြဋ္ဌာန်းပြီးပြီ2010ရွေးကောက်ပွဲကိုလည်းစစ်ဘိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကြန့်ခိုင်ရေးပါတီနိုင်အောင်ကျင်းပခဲ့ပြီးသွားပြီ။ဟိုတန်းရွှေကသူ့လူယုံတွေဖြစ်တဲ့ဘူဂျိုသိန်းစေကွန်တမရအဖြစ်လွှဲပေးပြီးလွတ်တော်ကိုလည်းသူ့ဘူဂျိုဟောင်းတွေနဲ့ထားခဲ့တယ်။တက်ကိုလည်းအခုစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုတက်ချုပ်အဖြစ်နဲ့ခန့်ထားခဲ့တယ်။သူ့အနေနဲ့စိတ်ချရပြီဆိုတဲ့သဘောဖြစ်နိုင်ပါတယ်။ဦးသိန်းစေတမရဖြစ်တဲ့2017ခုနှစ်မှာအပြောင်းအလဲတွေကျွန်တော်တို့စတွေ့ခဲ့ရပါတယ်။စစ်ကောင်းဆောင်တွေနိုင်ငံရေးကိုဖွင့်ကစားတဲ့သဘောပါပဲ။ ရွယ်ချက်ကတော့နိုင်ငံတကာရဲ့အသိမှတ်ပြုမှုရဖို့နဲ့စီးပွားရေးပိတ်ဆို့မှုတွေဖြေလျှော့ဖို့လို့ယူဆလို့ရပါတယ်။နောက်တစ်ချက်ကတော့တက္က25ရာခိုင်နှုန်းယူထားတဲ့လွတ်တော်နဲ့ပြင်ဆင်ဖို့ခက်ခဲတဲ့အခြေခံဥပဒေတို့ကြောင့်အသာစီးရထားတဲ့နိုင်ငံရေးအနေအထားမှာအတိုက်ခံတွေနဲ့ဘာမှကစားကွက်မရှိဘူးလို့တွက်ခဲ့ပုံရပါတယ်။ဒါကြောင့်လဲနိုင်ငံရေးကိုဖွင့်ကစားခဲ့တာပါ။တိုင်းပြည်နဲ့ပြည်သူတို့ဖွင့်ပေးတာမဟုတ်ပဲနောက်တစ်ချိန်ရွေးကောက်ပွဲမှာအနိုင်ရဖို့သူတို့အာဏာဆက်တည်မြဲဖို့ နိုင်ငံရေးအကွက်ရှိတာလို့သုံးသပ်လို့ရပါတယ်ဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကိုလည်းနေရာပေးကစားခဲ့ပါတယ်သူနဲ့သူ့ပါတီဖြစ်တဲ့ NLD ဒါအပြင်တိုင်းသားပါတီတွေကိုရွေးကောက်ပွဲဝင်ခိုင်းပြီးသူတို့ရဲ့လွှတ်တော်ကြီးကိုအယောင်သွေးဆောင်အောင်လုပ်ခဲ့ပါတယ်ဒါမှလည်းနိုင်ငံတကာကအတိမတ်ပြုမှာပါ၂012ခုနှစ် AB လဂျာဗက်ရွေးကောက်ပွဲမှာ NLD ပါတီက44နေရာဝင်ရွေးပြီး53နေရာနိုင်ခဲ့ပါတယ်အစိမ်းအောင်တွေလှမ်းမိုးတဲ့လွှတ်တော်တွေကို NLD က 43ရောင်းနဲ့ဝင်ခဲ့တယ်လို့ပြောလို့ရပါတယ်2012ခုနှစ်ဇူလိုင်လမှာဒေါန်ဆန်းစုကြည်အပါဝင် NLD ရဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေပထမအဆုံးလွှတ်တော်စတက်တဲ့နေ့မှာပဲ NLD ရဲ့ဦးဝင်းထိန်ကနေပြည်တော်ကြီးဟာ Royal Prison တော်ဝင်အကျဉ်းထောင်ကြီးပါပဲလို့အရှင်းဖောက်ပြီးကျွန်တော်ကို ပြောခဲ့မှုပါတယ်နောက်ပြီးကျန်းကျန်မှုပွဲပါတီရဲ့ဗိုလ်ချုပ်ဟောင်းအမတ်တဦးဖြစ်တဲ့ဦးသေးဦးကလည်း NLD ပါတီဝင်တွေပင်ဒီအင်ဂျီတွေနဲ့လွှတ်တော်ကိုပထမအဆုံးရောက်လာတာကို အယောင်သွေးစုံလာတာပေါ့ဗျာလို့ကျွန်တော်ကိုမှတ်ချက်ပေးခဲ့မှုပါတယ်။ဟုတ်ပါတယ်။အယောင်သွေးပိုစုံလာပါတယ်။ဒါပေမဲ့သူတို့ဖန်တီးထားတဲ့လွတ်တော်ကြီးပါပဲနေပြည်တော်တစ်ခုလုံးကိုပင်ဒီတွေနဲ့တိုင်းသာဝိစုံတွေက မကြခင်မှာလွှမ်းမိုးသွားမယ်ဆိုတာတော့ဘူဂျုံကြီးတွေမသိခဲ့ချပါဘူး။ဒါကတော့ပြည်သူတွေကိုအမြဲလျှော့တွက်တဲ့စစ်ဘူဂျုံတွေရဲ့ထုံတိုင်းမှုလို့ဆိုရမှာပါ။နောက်တစ်ဆင့်ကတော့အပြောင်းအလဲကြီးပြောင်းလဲခဲ့တာပါ။ ပြည်သူတွေအတွက်ကတော့အောင်ပွဲလို့ပြောလို့ရပါတယ်။ဒါပေမဲ့စစ်ဘိုလ်ချုပ်တွေအတွက်ကတော့မခံချင်းစရာပါ။ဒီကာလကိုနိုင်ငံရေးလွန်ဆွဲပွဲလို့ဆိုရမှာပါ။2015ရွေးကောက်ပွဲမှာ NLD ကတောင်ပြိုကမ်းပြိုနိုင်ပြီးတဲ့နောက်ပိုင်းမှာနေပြည်တော်ကလုံးဝပြောင်းသွားတာကိုကျွန်တော်တို့အားလုံးမြင်ခဲ့ရပါတယ်။သူတို့ရဲ့အာဏာတည်မြဲဖို့နဲ့တိုင်းပြည်ကိုငြိမ်ဝင်းပြည်ပြားအုပ်ချုပ်နိုင်ဖို့အသေးချာတွက်ချက်ပြီးတိဆောက်ထားတဲ့ဒီနေပြည်တော်ကြီးမှာအတိုက်ခံတွေဖြစ်တဲ့ NLD ပါဝင်တိုင်းသားပါတီဘောင်းဆောင်က ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ပြောလို့ရပါတယ်။တနည်းအားဖြင့်အစိမ်းတွေရဲ့မြို့တော်လို့ပြောရမယ့်နေပြည်တော်ကိုတချိန်ကဗိုလ်ချုပ်တွေထောင်သွင်းအကျဉ်းချထားခဲ့တဲ့နိုင်ကျင်းတွေကပြည်သူ့ရဲ့မဲနဲ့အာဏာယူခဲ့တာလို့ပြောရင်မမှားပါဘူး။2016ခုနှစ်မတ်လ30မှာဗိုလ်ချုပ်တမရဦးသိန်းစေက NLD ကရွေးချယ်တင်မြောက်တဲ့တမရကိုအာဏာလွှဲပေးခဲ့ပါတယ်။နှစ်ပေါင်း54နှစ်တာကာလမှာပထမဆုံးပြည်သူကရွေးကောက်တင်မြောက်တဲ့အစိုးရကအာဏာယူနိုင်ခဲ့တာဖြစ်ပါတယ်။ လွတ်တော်မှာလည်းပင်ဒီအစိုးရဝန်ကြီးဌာနတွေမှာလည်း NLD ကရွေးကောက်ခံတွေနဲ့ခန့်အပ်တဲ့သူတွေနေရာဝင်ယူခဲ့ပါတယ်။ဘူတန်းရွှင်နဲ့ဗိုလ်ချုပ်တွေစိတ်တမ်းကြဆောက်ထားတဲ့သမရအိန်တော်ကအစနေရာအားလုံးဒီဘက်ကိုသူတို့တွေနေရာယူခဲ့တာပါ။စစ်ဗိုလ်ချုပ်တွေအားလုံးအတွက်တော့မခံကျင်စရာ ဖြစ်မှသိကြပါတယ်။အဲဒီနောက်ပိုင်းမှာကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အခုစစ်ကောင်းဆောင်မင်းအောင်လှိုင်ခန့်တဲ့အစိတ်သားလို့အခေါ်ခံရတဲ့စစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့လက်ဆုပ်စာကြမ်းခံရေးအမတ်တချို့ဟာအတိုက်ခံစင်ကို ရော့ကျသွားခဲ့ပါတယ်။ NLD နဲ့ဒီမိုကရေစီလိုလားတဲ့တိုင်းသားပါတီတွေတင်သွင်းတဲ့အဆိုတွေအများစုကိုစန့်ကျင်ကန့်ကွက်ဆွေးနွေးခဲ့တာဟာအဲ့ဒီစစ်တပ်နဲ့ကြမ်းခံရေးကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။စစ်တပ်ရေးဆွဲထားတဲ့2008ခြေကံဥပဒေကိုပြင်ဖို့လွှတ်တော်ထဲမှာဆွေးနွေးတော့လဲစန့်ကျင်ခဲ့ကြတာသူတို့ပါပဲ။ကျွန်တော်တို့ကမပြင်ရဘူးလို့ကျွန်တော်တို့တင်ပြလာလည်းမဟုတ်ပါဘူး။ပြင်ဆင်ဖို့အတွက်ကျွန်တော်တို့သဘောတူပါတယ်သဘောတူတဲ့အတွက်လည်းလုံထုံးလုံနေတဲ့အညီလို့ကိုကျွန်တော်တို့တင်ပြခြင်းဖြစ်ပါတယ် ဟိုကျွန်တော်တို့ဒီလွတ်တော်ခမ်းမကြီးတွေကိုရောက်နေတဲ့လူတွေဟာဒီ2008ဖွဲ့စည်းပုံအရရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတော့လုံထုံးလုံနေတဲ့အညီသာအဲဆောင်းသိမ့်ပါတယ်။လုံထုံးလုံဒီကိုကြော်လွန်းတဲ့ဟာမျိုးမလို့မလို့သိမှာကြောင်းတင်ပြအပ်ပါတယ်။နောက်ပြီးတော့လည်းဒီဟာကိုကျွန်တော်တို့ကဒီလိုအစိုးတင်သွင်းပြီးတော့မဲခွဲဆုံးဖြတ်လိုက်မယ်ဆိုတော့ဒါမဲခွဲဆုံးဖြတ်မယ်ကိစ္စမဟုတ်ပါဘူးခင်ဗျာ။ဒါကိုကျွန်တော်အနေနဲ့လေးလေးနဲ့နဲ့တင်ပြပါတယ်ခင်ဗျာ။နာဂိုင်းမြာ ဥတွေချောင်းရပဲတင်ပြပါမယ်ဗျာကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဌာနနဲ့နေဆက်ရဲ့ဝန်ကြီးဌာနတွေကလည်းအစိုးရအောက်မှာတကယ်မရှိပဲမင်းအောင်လှိုင်ရဲ့အမိန့်အတိုင်းသာဆောင်ရွက်နေကြခဲ့တာပါဘာပဲပြောပြောဆယ်စုနှစ်တခုနေပါအဲ့ဒီလို ပြောင်းလဲခဲ့တာတွေကြောင့်ပဲမြန်မာပြည်ဟာပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်ခဲ့တယ်လို့ဆိုရမှာပါဒါပေမဲ့2020ရွေးကောက်ပွဲမှာစစ်ဗိုလ်ချုပ်တွေရဲ့ကြမ်းခံရေးပါတီကအရှုံးကြီးရှုံးခဲ့တဲ့အချိန်မှာတော့သူတို့ရဲ့ဆုံးရှုံးခဲ့ရတဲ့အာဏာကိုအင်အားသုံးပြီး ပြန်သိမ်းခဲ့ပါတယ်သူတို့တိဆောက်ခဲ့တဲ့နေပြည်တော်ကိုလည်းပြန်ယူခဲ့တာပါဝစီပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှ438ပုံမှခွဲ ကာကြီရန်နိုင်ငံတော်ဤဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာတို့အားတမတော်ကာကွယ်ရေးဥစည်းချုပ်ထံသို့လွှဲအပ်တာဝန်ပေးလိုက်သည်အရေးပေါ်အခြေအနေအကျိုးသက်ရောက်သည့်နေမည်သည့်နိုင်ငံတော်ဝန်ဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအားဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၈ရာ EMA ထုတ်ပြန်သည့်နေမဆောက်၍တနှစ်တတ်မှတ်လိုက်သည် ပုံမြင့်ဆွေယာယီသမရသူတို့မျိုးကိုကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့သူတွေကိုပြန်ပေါင်းထုတ်ပြီးခေါင်းဆောင်တွေကိုထောင်သွင်းကျင်းချခဲ့တယ်လို့ဆိုရမှာပါပြည်သူကရွေးကောက်တင်မြှောက်တဲ့သမရနဲ့ခေါင်းဆောင်တွေအများစုအကျဉ်းသားတွေပြန်ဖြစ်ခဲ့ကြပါတယ်၂၀၁၀မှာကျွန်တော်ကိုဥဝင်းထိန်ပြောခဲ့တယ်လို့ပဲ တော်ဝင်အချင်းထောင်ဆိုတာတကယ်မှန်သွားခဲ့ပါတယ်။ဒေါ ን ဆန်းစုကြည်ဆိုရင်အခုထိနေပြည်တော်ရဲ့အချင်းသားတူပါ။ဒါကတော့ဟန်ဆောင်ပြောင်းလဲမှုတွေအကုန်ပြတ်ပြီးဆုတ်ယုတ်တဲ့ကာလလို့ပြောရမှာပါ။တနိုင်ငံလုံးအမောင်ခေတ်အာနာရှင်ခေတ်ကိုပြန်ရောက်ခဲ့ပါတယ်။အာနာရှင်တည်တဲ့နေပြည်တော်လဲအာနာရှင်လက်ထဲပြန်ရောက်သွားခဲ့ပါတယ်။အခုဆိုရင်နေပြည်တော်ဟာနိုင်ငံအနှံ့မြို့တွေရွာတွေစာတင်ကြောင်းစေးရုံတွေပါမကြံဘုံကျက်တိုက်ခတ်ဖို့ နေတိုင်းအမိန်ပေးနေတဲ့နေရာတိုင်းသာလက်နက်ကန်အဖွဲ့တွေနဲ့ PDF တွေကိုချိန်မုံးဖို့အမိန်ပေးနေတဲ့နေရာ2021ຫນွေဥဒေါ်လာရေးမှာပထမဆုံးသွင်းပြေကြခဲ့တာလဲနေပြည်တော်ပါပဲဒါပေမဲ့ပြိုင်ထဲမှာနေပြည်တော်ဟာအဝိုင်းခံနေရတယ်လို့ပြောရင်မမှားပါဘူးဒေါ်လာရေးအဖွဲ့တွေအားလုံးဝိုင်းပြီးတော့လမ်းများအားလုံးနေပြည်တော်သို့ဆိုပြီးတိုက်ပွဲဝင်နေခဲ့ကြတာကြားပါပြီ အာနာရှင်ရဲ့မြို့တော်နေပြည်တော်ဟာစကိုင်းငလင်ကြောင့်အပြည့်အစည်တွေလည်းများနေပါတယ်အခုဆိုရင် စစ်ကောင်းဆောင်ကတော့မြုပ်ကွက်ပြန်ချပြီးအုပ်ချုပ်ရေးရန်တွေကအပြစ်ပြန်လက်ပတ်နိုင်မှုလုံးမန်းနေတာကိုကျွန်တော်တွေ့နေရပါတယ်။ဒါအပြင်ပြည်သူတွေလက်မခံတဲ့ရွေးကောက်ပွဲကိုလည်းကျင်းပဖို့စ조사နေပါတယ်။ပြည်သူတွေပေါ်ရက်ဆက်တဲ့အတွက်ပြည်သူမြစ်တာစူးနေတဲ့စစ်ဗိုလ်ချုပ်တွေဟာသူတို့တည်ခဲ့တဲ့ဒီမျိုးမှာဘယ်အချိန်ထိသက်ဆိုးရှင်နေဦးမလဲ။ဘယ်အချိန်ထိပြည်သူကိုဆက်ဖိနှိပ်အုပ်ချုပ်နေနိုင်ဦးမလဲ။ဒါကတော့ကျွန်တော်တို့မြန်မာပြည်သူတွေအားလုံးမေ့နေတဲ့မေးခွန်းတစ်ခုပါ။ဒါပေမဲ့အာနာရှင်တည်ထားတဲ့နေပြည်တော်ကို ပြည်သူအစိုးရခေရောက်တဲ့နေ့ကျရင်ရောမြန်မာနိုင်ငံမြို့တော်အဖြစ်နဲ့ထားခြင်းဒေလာဆိုတာပြည်သူရဲ့ဆန္ဒပါအဲဒီတော့ပြည်သူတွေအနေနဲ့ဘယ်လိုဆန္ဒရှိလဲနေပြည်တော်နောက်တစ်ချိန်ကျရင်မြို့တော်ဖြစ်ဆက်ထားစေခြင်းလားမထားစေခြင်းဘူးလားကျွန်တော်အဲ့ဒါကိုစစ်တမ်းကောက်ကြည့်အောင်ဆိုတော့ comment box ထဲမှာရေးပေးခဲ့ကြပါ stay strong good luck